ရာမှာအဖိုးဆိုတာဒီကောင်းနေကညောင်နေပင်ရွာနေပြီးတော့မှထွက်လာတယ်အင်အားနှစ်ဘွက်ခွဲထွက်လာတယ်ပထမဆုံးအင်အား40လောက်ကိုကျွန်တော်တို့အဲကျွန်တော်တို့ပြန်သွားပေါ့ပြည်သူ့ကာကွယ်တပ်မတော်တပ်ပေါင်းစုအဖွဲ့ကနေပြီးတော့မှတိုင်းရင်ပေါင်းစုအဖွဲ့ကနေပြီးတော့မှစောင့်ကြိုတိုက်ခိုက်ခဲ့တာပေါ့နော်အဲ့အင်အား40လောက်ကိုပဲဒီရုပ်ပြတိုက်ခိုက်တယ်နောက်ထပ်ကျွန်တော်တို့သူတို့အလောင်းတွေကျသွားတဲ့အချိန်မှာသူတို့ကညောင်နေပင်ရွာထဲကိုပြန်လဲဆုတ်ခွာသွားတယ်အဲ နောက်ထပ်ငွာတော့ကြာပေါ့နော်ကျွန်တော်တိုက်ပွဲဖြစ်သွားဖြစ်ပွားပြီးတော့ဒီကောင်လေးတနိုင်လောက်ကြာမှနောက်အင်အားစုတွေနဲ့တက်လာပြီးတော့မှအလောင်းတွေကိုလာကောက်သွားပါတယ်ဟုတ်ကဲ့စစ်ကောင်လေးစစ်ကြောင်းကတော့မွေးစေဝါစုံဆွဲပြီးတိုက်ခိုက်နေတာတော့ကျွန်တော်တို့ဟိုဟောပေါ့တက်တင်နေတော့ကြပြနိုင်တယ်လေဒီကောင်လေးဆဲဟောပေါ့မွေးစေဝါစုံဆွဲပြီးတော့တိုက်တိုက်ကြပါဦးဒီစုံတဲ့အလောင်းတွေကိုတိုက်ပွဲဖြစ်သွားပြီးတော့မှဟော တနေ့တော့အကြာမှာကျွန်တော်နောက်အင်းအားနေနဲ့တိုက်ထားတယ်ပေါင်းလို့ဖတ်ပြလာပြီးတော့မှအလောင်းတွေကိုလာကောက်ပြီးတော့ညောင်နေပင်ရွာဘက်ကိုတဲသွားတယ်အဲညောင်နေပင်ရွာကနေတဆင်ဒီကောင်းလေးဟိုပေါင်းတယ်မြို့ပေါ်ဘက်ကိုပို့တယ်လို့ကျွန်တော်သတင်းရရှိပါတယ်